ရှိခိုးဥစားပြီးတော့မြတ်တဲ့လိုရှမ်းတာတဲ့လိုမိမိတို့ဣရိယာပုဂ္ဂိုလ်ပြုပြင်ထိုင်ပြီးတော့တရားနာတရားရှုမှတ်ပွားများအထောက်ကြပါစို့ယောဂီတို့ဤပဓာနအလုတ်ဖြစ်တဲ့တရားအထောက်တဲ့အလုတ်တရားနှလုံးကျွင်းတဲ့အလုတ်ကိုဆက်လက်ပြီးတော့ ကြိုးစားအထောက်ကြပါစို့ယောဂီသူတော်ကောင်းတို့ယခုအချိန်ကထိုင်ခြင်းဣရိယာပုတ်ဖြင့်တရားဓမ္မတွေကိုကြိုးစားအထောက်ကြရမယ်အချိန်ဖြစ်ပါတယ်တရားအထောက်တာတရားနှလုံးသွင်းတာက ဣရိယာပုတ်၄ပါးလုံးဖြင့်တရားအထုတ်နိုင်တယ်တရားရှုမှတ်နိုင်တယ်ဆိုတာယောဂီတို့သိပြီးသားပါယခုအများနဲ့စုပေါင်းပြီးတော့အထုတ်တဲ့ခါကြတော့ထိုင်ခြင်းဣရိယာပုတ်ဖြင့်ရှုမှတ်ပွားများအထုတ်ခြင်းဟာအသင့်လျော်ဆုံးပါပဲအသင့်လျော်ဆုံးပါပဲ အဲ့ဒါကြောင့်ထိုင်ပုံထိုင်နေနဲ့တကွယောဂီတို့ကိုဘုန်းကြီးပြောပြသပါပဲအဲ့ဒါလိုမိမိတို့ထိုင်နိုင်သလိုထိုင်တတ်သလိုကြာရှည်စွာထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြုပြင်ပြီးတော့ထိုင်ကြတာပေါ့အေးအဲ့ဒါလိုထိုင်ပြီးပြီဆိုတဲ့အခါကြတော့ ဘုရားကိုယ်တော်မြတ်ကြီးကတမာတိန်ဘိက္ခဝေပါဝိထတမာဟိတောယထာဘူတံပဇာနာတိလို့ဟောဘုံညွန်ပြဆုဆုံးမတော်မူခဲ့သည့်အတိုင်းပါပဲပထမတော့တမာတိထူဆောင်ရတယ်တမာတိအလုတ်ကိုလောက်ရတယ်အဲ့ဒါလို့တမာတိထူထောင်လို့တမာတိအလုတ်ကိုလောက်လို့မိမိတို့မှာတမာတိ ဖြစ်လာပြီတမာတိရလာပြီဆိုတဲ့အခါကြတော့ ခန္ဓာဘက်ကိုညံလှဲ့ပြီးတကလကာယ ानु ပတနာလို့ခေါ်တဲ့ယုတ်ကို ရှုမယ်ဆိုလို့ရှိရင်ယုတ်ကို ရှုမဲ့ယောဂီဟာအေးကိလေသာက ထူမယ်တဏ္ဏကိလေသာကထူမယ်ညာကနည်းမယ်ဆိုလို့ရှိရင် ကာယ ानु ပဒနာတတိပဋ္ဌာန်နဲ့တန့်လျော်လျှောက်ပတ်ပါတဲ့တဲ့ဤတဏှာဖြစ်တယ်ဆိုတာကအလုံးယောဂီသူတို့ကောင်းရုပ်အပေါ်မှာအဖြစ်များပါတယ်စဉ်းစားကြည့်တဏှာဖြစ်တယ်ဆိုတာရုပ်အပေါ်မှာအဖြစ်များပါတယ်ဤအဲ့ဒီတော့ကာယ ानु ပဒနာယုတ်ကိုရှုမယ်ဆိုလို့ရှိရင်ယုတ်က သဘောယုတ်နဲ့အထေယုတ်လို့နှမျိုးရှိတဲ့အ낵ကသဘောယုတ်ကိုရှုရပါတယ်သဘောယုတ်ဒီပရမတ်ယုတ်ပါပဲစိတ်စေတသိက်ယုတ်နိဗ္ဗာန်လို့ခေါ်တဲ့ပရမတ်ထတရား၄ပါးတို့တွင်ယုတ်ဒီပရမတ်တရားအီပရမတ်ကိုရှုရမယ်တဲ့ပရမတ်ဆိုတာယောဂီတို့သဘောမျှတာရှိတာပါ အထေဝုထုအထေတရမရှိပါဘူးတဲ့ပရမတ်မှာသဘောမျှတာရှိတာအဲ့ဒီသဘောတည်ပဲနေရင်တရားလို့မှတ်တာဒီလိုတရားရှုတယ်ဆိုတာသဘောကိုရှုရတာသဘောကိုဉာဏ်နဲ့ကြည့်ရတာဉာဏ်နဲ့ရှုရတာအီပထဝီအာဘောတိဇောဝါယောဆိုတဲ့ဓာတ်ကြီး၄ပါးဟာ ယောဂီတို့နေရာတိုင်းမှာရှိတာပဲအေးပထဝီယုတ်ဆိုလို့ရှိရင်အဇတပထဝီဘိဒပထဝီအာဘုတ်ဇောတို့ကလည်းအတူတူပေါ့အဇတဆိုတာမိမိခန္ဓာမှာရှိတာကိုပြောတာဘဟိတဆိုတာမိမိခန္ဓာမှာတပါအပြင်ဘက်မှာရှိနေတာကိုပြောတာဘဟိတ ဧအဇတပထဝီဗဟိတပထဝီအဇတဗဟိတလို့သာပြောရပါတယ်သဘောကတော့အတူတူကြည့်ပါပဲရုပ်ဝဏလက္ခဏာရူပံရူပံယုတ်တရားသည်ရုပ်ဝဏလက္ခဏာဖောက်ပြန်တတ်တဲ့လက္ခဏာရှိပါတယ်တဲ့ဖောက်ပြန်တယ်ဆိုတာဘုန်းကြီးပြောပြီးသားပဲဝိသတိသုပ္ပတ္တိရှင်းနဲ့နောက် မတူတဲ့သဘောကိုဖောက်ပြန်တယ်လို့ခေါ်တာမိမိခန္ဓာမှာ မပူရာကပူလာတယ်မပူတာကမပူဘူးဆိုလို့ရှိရင်မပူတဲ့အချိန်ကအေးတာပေါ့ဗျာအဲ့အဲ့ဒီအေးနေရာက ပူလာတယ်အေးအေးနေရာကပူလာတဲ့အခါကျတော့အဲ့ဒီ အပူအေးအေးပြောင်းသွားတဲ့သဘောကိုပဲလေဖောက်ပြန်တယ်လို့ခေါ်တာအဲ့ဒါငါတူပုဂ္ဂိုလ်တ attva ဖောက်ပြန်တာမဟုတ်ပါဘူးယုတ်တရားဖောက်ပြန်တာဒီလိုတရားရှုမဲ့ယောဂီမှာယုတ်ကိုရှုမဲ့ယောဂီကာယ ानु ပဒနာယုတ်ကိုရှုမဲ့ဆိုလို့ရှိရင်မိမိခန္ဓာမှာဟောပူလာတယ်အေးလာတယ်လှုပ်လာတယ်ငြိမ်လာတယ် တောင့်လာတယ်တင်းလာတယ်စသဖြင့်အဲ့ဒီသဘောကလေးတွေကအာလုံးယုတ်တရားကြည်တာမှတ်ပြီးတော့ယုတ်တရားတွေတကူလုံးမှာပေါ်နိုင်တယ်ခေါင်းကနေခြေပြခြေပြကနေခေါင်းတိုင်အောင်ယောဂီတို့တကူလုံးတကောင်လုံးမှာပေါ်နိုင်တာပဲအဲ့ဒီပေါ်လာတဲ့ယုတ်တရားကို ပထမယောဂီတို့ကဣတိဤသဘောဟာဖြင့်ရူပံယုတ်တရားပဲယုတ်တရားပဲလို့နှလုံးသွင်းရင်ယုတ်တရားငါပူလာတာမဟုတ်ဘူးငါဣလာတာမဟုတ်ဘူးဤပူလာဣဒါဟာယုတ်တရားပဲငါတောင့်လာတင်းလာတာမဟုတ်ဘူးငါလှုပ်လာတာငါလက်ကလှုပ်လာတယ် ငါကောင်းကလှုပ်လာတယ်ငြိမ်လာတယ်မဟုတ်ပါဘူးတဲ့လှုပ်တာငြိမ်တယ်ဆိုတာလေရုပ်တရားပဲအေးအဲ့ဒါကြောင့်အလုံးယောဂီသူတို့ကောင်းတယ်ရူပခန္ဓာရုပ်တရားကိုရှုမယ်ဆိုလို့ရှိရင်ရုပ်တရားကိုရုပ်တရားလို့သိရုပ်ကိုရုပ်လို့နှလုံးသွင်းရုပ်လို့နှလုံးသွင်းငါမပါစေနဲ့ ငါနဲ့သွားမရောနဲ့ငါမပါစေနဲ့ဟိရုပ်ကိုရုပ်လို့နှလုံးသွင်းတာနှလုံးသွင်းမှန်တယ်ပေါ့နှလုံးသွင်းမှန်တယ်ယောဂီမှနှလုံးသွင်းမှန်ရှိရပါတယ်အဲ့ဒါကြောင့်ဘုရားကတော်မြတ်ကြီးကယုံကြည်ကြမ်းမှစိတ်ဖြောင့်စွာနဲ့လွန်စွာအားထုတ်အဲ့ဒီနာယုတ်အပေါ်မှာအားလုံးယောဂီသူတို့ကောင်းတွေ ဖြစ်တာနဲ့ပြက်တာကိုမြင်အောင်ရှုရတယ်။ရုပ်ကိုရုပ်အတိုင်းတိုင်းမြင်နေလို့မဖြစ်သေးပါဘူး။ဝေဒနာကိုဝေဒနာအတိုင်းတိုင်းကြိတ်နေလို့မြင်နေလို့မဖြစ်သေးပါဘူး။ရုပ်ကိုရှုတဲ့ယောဂီမှာရုပ်အပြက်ထိမြင်အောင်ရှုရပါတယ်။ဝေဒနာရှုတဲ့ယောဂီမှာလည်းဝေဒနာအပြက်ထိမြင်အောင်ရှုရပါတယ်။အပြက်မြင်မှ အလုံးယောဂီသူတို့ကနေလက္ခဏာကို မြင်တယ်လို့ခေါ်တာဗျအပြည့်မမြင်ဘဲနဲ့လက္ခဏာကို မမြင်ပါဘူးအဲ့ဒီလက္ခဏာကိုမတွေ့သေးသမျှလေဟိုဝိပဿနာဉာဏ်မဟုတ်သေးပါဘူးဝိပဿနာဉာဏ်မရသေးပါဘူးတဲ့ဗျာတို့တို့ကဝိပဿနာဉာဏ်ရအောင်ကြိုးစားနေကျင်တာ ယောဂီတို့ကဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားကြတာအဲ့ဒါကြောင့်ဝိပဿနာဉာဏ်ဖြစ်အောင်ဘုရားကတော်မြတ်ကြီးကယုတ်တမျိုးမျိုးပေါ်လာရင်အဲ့ဒီယုတ်ပထမယုတ်ဣတိရူပံဣတိဤသဘောဟာဖြင့်ရူပံယုတ်တရားပဲဩဒါယုတ်တရားယုတ်လို့နှလုံးသွင်းယုတ်လို့နှလုံးသွင်းရင် ငါမဟုတ်တော့ဘူးပေါ့ဗျာငါမပါတော့ဘူးပေါ့ငါမပါဘူးဆိုလို့ရှိရင်ဟောအတ္တဒိဋ္ဌိတက္ကရာဒိဋ္ဌိကွာပြီးသားဖြစ်သွားတယ်ခွာပြီးသားဖြစ်သွားတယ်အေးအဲ့ဒီတော့အတ္တဒိဋ္ဌိတက္ကရာဒိဋ္ဌိဆိုတာအတူတူသားမှတ်တော့တမျိုးစီမဟုတ်ပါဘူးအတူတူပဲအတ္တဒိဋ္ဌိလို့ပြောခြင်းပြောမယ်တက္ကရာဒိဋ္ဌိလို့ပြောခြင်းပြောမယ် ခန္ဓာအပေါ်မှာအထင်မှားအမြင်မှားတာကတော့အတူတူသာမှတ်လိုက်ပါတော့ရုပ်ဆိုတာဟာခန္ဓာပါပဲဝေဒနာဆိုတာဟာခန္ဓာပါပဲရုပ်လေးအမျိုးမျိုးပေါ်မှာပဲဝေဒနာလေးအမျိုးမျိုးပေါ်မှာပေါ့အီးဒုက္ခဝေဒနာ ပေါ်ခြင်းပေါ်မယ်ဒုက္ခဝေဒနာ ဖြစ်ခြင်းဖြစ်မယ်ဥပ္ပခဝေဒနာဖြစ်ခြင်းဖြစ်မယ် ုက္ခဒုက္ခဝေဒနာကကိုမှာပေါ်တယ်ဆိုတာယောဂီတို့သင်ပြီးသားပါသိပြီးသားပါဒုက္ခဝေဒနာကိုမှာပေါ်တယ်ဒုက္ခဝေဒနာကိုမှာပေါ်တယ်အဲ့ဒီပေါ်တဲ့ဝေဒနာဟာငါမဟုတ်ဘူးဒါဝေဒနာပဲဝေဒနာခန္ဓာပဲလို့သိရပါတယ်နှလုံးသွင်းရပါတယ် ဤယုတ်ကိုယုတ်လို့နှလုံးသွင်းတယ်ဝေဒနာကိုဝေဒနာလို့နှလုံးသွင်းတာနှလုံးသွင်းမှန်တာပေါ့ယောဂီနှလုံးသွင်းမှန်ပါတယ်ဤယုတ်ကြီးရှိနေပါလျက်ယုတ်ကိုငာလို့နှလုံးသွင်းရင်သီးတာလျင်မှားတာနှလုံးသွင်းမှားတယ်ဝေဒနာရှိပါလျက်ဝေဒနာလို့မသိဝေဒနာလို့မမြင်ဘဲနဲ့ငာလို့နှလုံးသွင်း အဲ့ဒါတက္ကရာဒိဋ္ဌိဖြစ်တယ်အတ္တဒိဋ္ဌိဖြစ်တယ်တက္ကရာဆိုတာအထင်ရှားရှိတာကိုပြောပြောတာတန်တော်ကာယောတက္ကရောတဲ့အထင်ရှားရှိလို့တက္ကရာအထင်ရှားရှိတယ်ဆိုတာဉာဏ်နဲ့ကြည့်လေလေတွေ့လေလေဉာဏ်နဲ့ရှားလေလေမြင်လေလေပဲဗျာ အဲ့ဒီအထင်ရှားရှိတဲ့ယုတ်တရားနန္တရားတွေမိမိခန္ဓာမှာဟိုနေရာကပေါ်ဒီနေရာကပေါ်နေရာအနှံ့ပေါ်မှာပါပဲအဲ့ဒါကို ပေါ်တာကို ပထမသိဖို့ပေါ်တိပေါ်တိပေါ်တာကို ပထမသိဖို့လိုပါတယ်သိဖို့ဆိုတာကတတိ ှိပါမှသိမယ်တတိထားနေတဲ့ယောဂီမှသိမှာတတိမရှိဘူးတတိလေးမထားတဲ့ယောဂီကတော့မသိနိုင်ပါဘူးမသိပါဘူးအဲ့ဒါကြောင့်ဘုရားကတော်များကြီးကတတ္တဘိက္ခဝေဘိက္ခဝုဟေရယတတိထားနေကြတတိနဲ့နေကြအမြဲကိုဆုံးမပါတယ်တတိထားဝိရိယစိုက် ဇတိထဝုရိယဆိုင်ပြီးသကာလအဲ့ဒီပေါ်လာတဲ့ယုတ်ကိုရှုမဲ့ယောဂီမှာယုတ်ကိုအာယုံပြုနှလုံးသွင်းဝေဒနာရှုမဲ့ယောဂီမှာဝေဒနာကိုအာယုံပြုဝေဒနာကိုနှလုံးသွင်းစိတ်ရှုမဲ့ယောဂီလေထုတ်တူပေါ့အေးအဲ့ဒါလို့ဆိုလို့ရှိရင်ပေါ်လာတဲ့ဓမ္မထူးထူးခြားခြားခန္ဓာမှာ ဖြစ်လာတဲ့ဓမ္မ ေါ်လာတဲ့ဓမ္မအရှုကံဓမ္မလို့သာမှတ်ပြီးတော့အရှုကံတရားလို့သာမှတ်ပြီးတော့ဒါကိုရှုရမှာနော်ပူရင်ပူတာကိုရှုမယ်အေးရင်အေးတာကိုရှုလှုပ်ရင်လှုပ်တဲ့သဘောလေးရှုမယ်ငြင်းငြင်းတဲ့သဘောလေးရှုမယ်တောင့်တင်းတဲ့သဘောလေးတောင့်တင်းတာလေးကိုရှုမယ်အဲ့ဒါလို့ရှုလိုက်တဲ့အခါကျတော့ ပူဇေဆိုတာအာလုံယောဂီသူတို့ကအစကသိရင်ပေါ့ဗျာအစကနည်းနည်းပူတယ်ပူတယ်အစကနည်းနည်းပူတယ်တိုး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 သွားတယ်ဒါပြန်နည်းနည်းတိုးလာတဲ့အခါကျတော့နည်းနည်းပူတဲ့အပူဟာမရှိတော့ဘူးပေါ့နည်းနည်းဘုရားသာရှိရင်တိုးမလာဘူးဗျာဒီတိုင်းပဲပူနေပါပဲ တသမတ်ထဲဒီလိုပဲရှိမှာအခုအဲ့ဒါလိုမရှိဘူးနည်းနည်းပူရာကတိုး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 လာတဲ့အခါကြတော့တိုးတာဟာလည်းပူတာပဲသို့တော်လည်းပဲပူပုံရင်မတူဘူးဆိုတာကတော့သဘောပေါက်ဒါညာနဲ့ကြည့်ရတယ်ညာနဲ့လိုက်ကြည့်ညာနဲ့လိုက်ကြည့်တိုးတိုးလာတဲ့အခါကြတော့နည်းနည်းပူတဲ့ အစကပူတဲ့အပူဟာမရှိတော့ဘူးရှိရင်မတိုးဘူးအခုတိုးလာတယ်ဟောရှိကအပူပြောက်နောက်အပူအစာထိုးအစာထိုးတဲ့အပူကပြောက်ဒီလိုကိုအဲအဲ့ဒါကြောင့်အလုံးယောဂီသူတို့ကောင်းတယ်ဒီဖြစ်ပြက်ဆိုတာကတိမ်တိမ်မွိမ့်မွိမ့်နဲ့တိမ်မွိ့ပါတယ်အမှန်တန်တိမ်မွိ့တယ်နုညံ့ ဒါကြောင့်သုခမန္တိပတိဝိဇန္တိအာဝါလကံဥတုနာယထာသုခမဆိုရနုညံတာသိမ်မွေ့တာသစ်ပင်လေးကြသွားသလိုသိကံကြိုးကြသွားသလိုဘဂံလုံးကွဲသွားသလိုဒါလိုမဟုတ်ဘူးကြမ်းကြမ်းတမ်းတမ်းမဟုတ်ဘူးသိမ်သိမ်မွေ့မွေ့ဖြစ်တယ်ပြက်တယ်အဲ့ဒါကိုသိမ်မွေ့တဲ့ညာနဲ့ကြည့်ရပါတယ်စိတ်ကိုအေးအေးထား ယောဂီတို့စိတ်ကိုအေးအေးထားပါဗျာမမြားနဲ့ဗျာမမြားနဲ့အေးမိမိခန္ဓာမှာရာတယ်ရမ်းတယ်ပူတယ်အိုက်တယ်တောင့်တယ်တင်းတယ်နာတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်အမျိုးမျိုးဖုံဖုံပေါ့အဲ့ဒီသဘောကလေးတွေကိုအလုံးယောဂီသူတို့ကောင်းတယ်သူ့သဘောကိုသဘောအတိုင်းသိနေပြီဆိုလို့ရှိရင် ငါမဝင်လာတော့ဘူးဗျာငါမဖြစ်လာတော့ငါကကွာပြီးသားဖြစ်နေခွာပြီးသားဖြစ်နေဒါဒိဋ္ဌိကိုအသိဉာဏ်နဲ့အရင်ဖြုတ်ပြီးသားပေါ့ဒီတော့မောဂုဆရောဘုရားကြီးအဆုံးမနဲ့လေကပ်ညီပါတယ်ဒိဋ္ဌိအသိနဲ့အရင်ဖြုတ်တရားနောက်မှအာထုံဒီလိုပြောတာအသိနဲ့အရင်ဖြုတ်လိုက်ရပါတယ်အသိနဲ့အရင်ဖြုတ်ပြီးတော့ 哎，你他妈的个娘嘞！实在比较鸡，蔬蔬菜在鸡阿的，store, 水深水深水深有几多鸡毛？咱咱咱哪说的？蔬菜的没阿用比的啊！咱说的，实蔬菜在鸡阿的，秀啊的。咱们当实实在在秀阿人，叫做尾巴在哪？老老在看，不远不远，叔叔在在秀阿妈宝。 အဲ့ဒါကို အာမစိုက်ခြင်းဘူးအာမစိုက်ခြင်းဘူးစိတ်ကိုခတ်ပေါ်ပေါ်ထားလို့မရဘူးစိတ်ကိုပေါ်ပေါ်ထားလို့မရပါဘူးအလေးအနက်ထားရပါတယ်အလေးအနက်ထားအေးအဲ့ဒါလို့အလေးအနက်ထားပြီးသကာလပူတာပူရင်ပူတာချင်း မတူတာကိုမြင်အောင်ကြည့်ရတယ်နားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ရတယ်ရန်တယ် ေခုနကရတယ်ရပုံချင်းမတူတာနားတယ်နားပုံချင်းမတူတာဒီသဘောကလေးတွေကိုကိုယ်ကပြပြမြင်အောင်စွတ်စွတ်ဆက်ဆက်ကြည့်အေးအဲ့ဒါလိုကြည်နိုင်ရှုနိုင်တဲ့ယောဂီမှာယုတ်ကိုရှုတဲ့ယောဂီမှာရှေ့ယုတ်ကပြက်နောက်ယုတ်ကအစားထိုးအစားထိုးတဲ့ယုတ်ကပြက် ဝေဒနာရှုတဲ့ယောဂီမှာရှိဝေဒနာကပြက်နောက်ဝေဒနာကအစာထုအစာထုတဲ့ဝေဒနာကပြက်အဲ့ဒါလိုနေတာပါဗျစိတ်ကိုရှုတဲ့ယောဂီမှာလေထုတ်တူပေါ့ရှိစိတ်ပြက်နောက်စိတ်အစာထုအစာထုတဲ့စိတ်ကပြက်အာလုံအာလုံဟာခန္ဓာ၅ပါးလုံးဟာအာလုံယောဂီသူတို့ကောင်းတယ်ဘယ်ခန္ဓာမဆိုးပြက်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 နေတာ ျောက်ပျောက်ပျောက်ပျောက်သွားကြတာအီအဲ့ဒါကြောင့်အာလုံယောဂီသူတို့ကောင်းတဲ့ဥပ္ပိစိတ္တာနိရောဇံတိဒီလိုဆိုတာကိုဗျဥပ္ပိစိတ္တာဖြစ်ကုန်ပြီး၍ဖြစ်တော့ဖြစ်တယ်တဲ့ဥပ္ပိစိတ္တာဖြစ်ကုန်ပြီး၍နိရောဇံတိရှုပ်ပျောက်သွားကြလေဤ ယုတ်ဆိုလို့ရှိရင်ယုတ်ဝေဒနာဆိုလို့ရှိရင်ဝေဒနာဥပ္ပိစိတောဖြစ်တယ်။ဘာကြောင့်ဖြစ်ရတော့အကြောင်းတွေက ရှိနေတာကိုဖြစ်ဖို့အကြောင်းတွေကရှိနေတော့အကြောင်းကပြုပြင်လိုက်တာ။အေးဖြစ်လာတဲ့ယုတ်တို့ဝေဒနာတို့ဟာအကျိုးတရားပေါ့ဗျာ။အကျိုးကိုရှုရတာ။အကျိုးတရားကိုရှုရတာ။အေးအကျိုးတရားကိုရှုတော့ဒီအကျိုးတရားတွေက ခိုင်မြဲသလားလို့ဆိုတော့မခိုင်မြဲပါဘူးအကြောင်းပြည့်ရင်အကျိုးဟာလေပြည့်ရတာပဲယက်ဒီလို့မရဘူးအေးအဲ့ဒီသဘောလေးကိုညာနဲ့နောက်ကလိုက်ပြီးတော့ကြည့်နေတာညာနဲ့နောက်ကလိုက်ပြီးတော့ချုပ်နေတာအေးအဲ့ဒါလို့ရှုမှတ်နေတဲ့ပုဂ္ဂိုလ်မှရှိကအရှုကံကရှိက ြာပြာပြာပြာသွားမယ်အရှုဉာဏ်ကနောက်ကလိုက်လိုက်ရှုမယ်အဲ့ဒီခါကျတော့ယောဂီရဲ့တရားအထုတ်နေတဲ့ယောဂီမှာဘာနဲ့ဘာပဲရှိသလဲလို့မေးတော့ပြတာနဲ့ရှုတာပေါ့ဗျာအရှုကံကပြ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 သွားမယ်အရှုဉာဏ်ကနောက်ကလိုက်လိုက်ရှုမယ် ပြလိုက်ရှုလိုက် ပြလိုက်ရှုလိုက်ပြလိုက်ရှုလိုက်အဲ့ဒါလို့တန်းသွားနေအဲ့ဒါလို့တန်းသွားနေပြီဆိုလို့ရှိရင်တမာတိကလည်းတက်လာတယ်ပညာရှုတဲ့ပညာဉာဏ်ကလည်းတက်လာတယ်အားချိလာတယ်အားကောင်းလာတယ်တမာတိကလည်းအားကောင်းလာတော့တမာတိအားကောင်းလာသည်နဲ့အမြရှုစရာတွေကများလိုက်တာရှုစရာတွေများလိုက်တာ လိုက်လို့ကိုမမိနိုင်အောင်များတယ်ဗျလိုက်လို့ကိုမမိနိုင်ဘူးမမိနိုင်လို့အောင်ကိုများတာအဲ့ဒါဆိုလို့ဘုန်းကြီးတို့ မှန်းလို့ရတာပေါ့ဘုရားကဟောထားတယ်လက်ပြတတို့လျှက်တပြက် ကာလအတော်တွင်မှာယုတ်ကဂတိ9ထောင်နံကဂတိ3သိန်းလောက်ဖြစ်ပြနိုင်တယ်ဆိုတဲ့စကားရက် အခုကိုယ်အမြင်နဲ့မှန်းကြည့်လိုက်တယ်ဟောကိုကမမြင်ပေမဲ့မှန်းလို့ရတယ်ပေါ့ဒါတော့တောင်များတာ ရှုစရာတွေကတကူလုံးတကောင်လုံးမှာဟိုနေရာဒီနေရာဟိုနေရာဒီနေရာနေရာအနှံ့အေးအဲ့ဒါလို့အဲ့ဒါလို့မြင်လာတဲ့အခါကြတော့ယောဂီတို့စိတ်ဟာဉာဏ်စိတ်ဟာစိတ်ဟာတခြားတစ်ပါးကိုမထွက်တော့ပါဘူးဗျာ မထွက်တော့ဘူးအတင်းတွန်းထုတ်တာတော့မထွက်တော့ခန္ဓာမှာလှဲ့ပြီးသကလာတဏှာပြီးတဏှာတစ်မျိုးပြီးတစ်မျိုးအဲ့ဒါလိုလှဲ့ကပြောင်းကလှဲ့ကပြောင်းကနဲ့ရှုနေလို့တာတဏှာကြီးဆိုတာနာယူဝဲဆိုတာအာမကြာလိုက်တယ်မထင်ပါဘူးမထင်ပါဘူးလက်ပြောက်ရှိပြောက်ခေါင်းပြောက်တကိုယ်လုံးကိုပြောက်လို့ ေရှုလဲရတာရှုနေလဲရတာစိတ်ကိုရှင်လို့စိတ်ကိုလန်းလို့ဒါလိုဖြစ်လာတာပါဒီတော့ဘုရားကတော်မြတ်ကြီးကဥပမာပေးထားတယ်အလုံးယောဂီသူတို့ကောင်းတွေပင်လုံးကျွတ်ပွင့်နေတဲ့ပန်းပင်ကြီးတပင်ပန်းယုံကြီးအယုံကြီးပန်းယုံကြီးလို့ဆိုလိုက်ပါတော့အဲ့ဒီမှာပန်းတွေကပွင့်နေတော့ bia gòn đùi bê đốn gòn đùi là bị đó ba quý gì của sa tông già đi bia gòn đùi bê đốn gòn ra từ cái mi từ cái từ khai mi từ khai từ bốn mi từ bốn ý lê ba bị từ cả là cho ông ông cái yong yong này biểu miêu này ra từ lâu về ở biên thuật ba luôn mong thâu đồng thuật đồ bùi ေးသူတို့ဒီမှာစားเสียရတောက်เสียရတွေကရှိနေတာကိုယောဂီတို့ရဲ့ချွတ်မှတ်တဲ့ဉာဏ်ဆိုတာလေစိတ်ပါပဲဉာဏ်စိတ်အပြင်မထွက်တော့ဘူးအပြင်ကိုမရောက်တော့ဘူးအလုံးယောဂီသူတို့ကောင်းတွေခန္ဓာမှာပဲတဏှာပိတဏှာတဏှာပိတဏှာလှဲ့ကပတ်ကလှဲ့ကပတ်ကနဲ့ရှုမှတ်နေလိုက်တာ ရှုမှတ်နေလိုက်တာအေးအဲ့ဒါလို့ရှုမှတ်နိုင်သည်နဲ့အမျှစိတ်ဟာပျော်ရွှင်လာတယ်ပီတိပီတိပတ္တတိဆိုတာအဲ့ဒါလို့အနေအထားမျိုးမှာပီတိဆိုတာနှစ်သက်တယ်ဝမ်းမြောက်တယ်ဒါလို့ရှုနေရတာကိုဝမ်းသာတယ်ဝမ်းမြောက်တယ်ပတ္တတိ ကိုလေးငြိမ်းချမ်းလာတယ်စိတ်လေးငြိမ်းချမ်းလာတယ်ယောဂီကိလေသာနဲ့နေရတာနဲ့မတူတော့ဘူးကိလေသာနဲ့နေရတာကအပူအလောင်နဲ့နေရတာအခုဉာဏ်နဲ့နေရတာဘယ်တူလိမ့်မလို့မတူပါဘူးတဲ့ကိလေသာနဲ့နေရတော့ကစိတ်လေးပူလောင်တယ်ကိုယ်လေးပူလောင်ပါတယ်မအေးချမ်းဘူး အခုဉာဏ်နဲ့နေရတဲ့အခါကြတော့ဉာဏ်နဲ့နေရတဲ့အခါကြတော့စိတ်လေးအေးချမ်းတယ်ကိုယ်လေးအေးချမ်းတယ်ကိုယ်စိတ်နှစ်ပါးလုံးအေးချမ်းလာတယ်အဲ့ဒါလို့အေးချမ်းမှုအနေထားမျိုးကိုရောက်အောင်ယောဂီတို့ကြိုးစားကြည့်ပါခတ်ပေါ့ပေါ့လုံမနေပါနဲ့ကြိုးစားလိုက်ပါအထောက်လိုက်ပါမတွေ့တွေ့အောင်မမိမိအောင် ငါကြိုးစားမယ်ဆိုတဲ့စိတ်ကိုမွေးပါကိုယ်ကိုယ်တိုင်ကလူချင်းရကျင်တဲ့စိတ်ရှိဖို့လိုတယ်နော်အဲဒါလိုစိတ်ကိုပေါ့ပေါ့ဆဆမထပါနဲ့အလေးအနက်ထားပါအေးအဲဒါလိုဆိုလို့ရှိရင်တရားအထဝတာဗျာတပ်ပါတိန်ဓမ္မရတိသိနာတိတပ်ပါရသောဓမ္မရသောသိနာတိ သဗ္ဗရတိအလုံးစုံသောပျော်မွေ့ခြင်းတို့တွင်ဓမ္မရတိတရားနဲ့ပျော်မွေ့ခြင်းဟာပျော်စရာအကောင်းဆုံးလို့ဆိုတာကိုယောဂီသူတို့ကောင်းတို့ခင်ဗျားတို့တန်ဆရာမှာသားနဲ့ပျော်သမီးနဲ့ပျော်ဇနီးခင်ပွန်းနဲ့လုံငန်းကိုင်းငန်းနဲ့ပျော်ခဲ့ရတဲ့အပျော်တွေက ြောတယ်လို့တာပြောပါတယ်နောက်မှာဒုက္ခတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေကပါနေတာဗျာလုံလုံရရအပျော်ကြီးပျော်ရတာမဟုတ်ပါဘူးပျော်ရတာကနေနေဆိုရင်ပူပန်ရရတာကအများများဒီလိုဖြစ်နေတာပါအခုတရားနဲ့ပျော်မွေ့နိုင်တယ်ဆိုတာကအပူလောင်မပါဘူးဗျာ အပူပင်မပါဘူးစိတ်ကိုအေးချမ်းနေတယ်ရုပ်ကိုအေးချမ်းနေတယ်စိတ်ကိုအေးချမ်းနေတယ်ကိုယ်လေးအေးချမ်းတယ်စိတ်လေးအေးချမ်းတယ်ဒါရတရားနဲ့ပြောနိုင်တယ်အဲ့ဒါလို့အနေအထားမျိုးရောက်ရင်တရားနဲ့ပြောနိုင်ပါတယ်အဲအဲ့ဒါကြောင့်အမာနုတိရတိဟောတိတမ္မာဓမ္မဝိပတ္တောတဲ့ တမ္မာကောင်းစွာဓမ္မတရားကိုဝိပဿတောဝိပဿနာဉာဏ်ဖြင့်အမြင်တန်လာတဲ့ယောဂီအမြင်တန်လာပြီဆိုလို့ရှိရင်အမြင်ကောင်းလာပြီဆိုလို့ရှိရင်အမနုတ်တိရတိဟောတိရတိဆိုတာမွေ့လျော်တာကိုပြောတာရတိရတိဆိုတာမွေ့လျော်တာ ကိုယ်စိတ်နှစ်ပါးလုံးမွတ်လျော်လာတဲ့ယောဂီတရားနဲ့မွတ်လျော်နိုင်အောင်ဟောဒီရိတ်သားကြီးမှာနေတဲ့အချိန်ကာလရိတ်သားကြီးမှာနေနေတဲ့အချိန်အတော်အတွင်းမှာအလုံးယောဂီသူတို့ကောင်းတို့ကိုတရားနဲ့မွတ်လျော်စေခြင်းပါတယ်တရားနဲ့ပျော်မွေ့နိုင်စေခြင်းပါတယ်တရားနဲ့ပျော်နိုင်အောင်တရားနဲ့မွတ်လျော်နိုင်အောင်အလုံး ကြိုးစားအထုတ်တော်မူကြပါယောဂီသူတော်ကောင်းတို့ကြိုးစားကြအထုတ်ကြပါကိုကြိုးစားမှကိုအထုတ်မှကိုရမယ်ဆိုတာကိုသဘောပေါက်ပါ